တရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာခੁရကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်မြို့နယ်မိုင်50ကျော်အကွာပဲခူးဘောနဲ့ချီအမိမာရှိတဲ့စက်တက်ခေစခန်းများနဲ့စကြောင်းများကိုတိုက်ခတ်မှုတွင် အကြမ်းဖက်စစ်တပ်၆ဦးတည်ဆုံးပြီးလက်နက်၁၆လက်တင်းဆက်ရရှိခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့နယ်မိုင်60ကျော်အကွာရန်ကုန်မန္တလေးအမြလန်ဘကိုးမြို့ဘောနက်ကြီးတဝိုင်းမှာရှိတဲ့စစ်တပ်ခေစခန်းများနဲ့အကြမ်းဖက်စစ်ကြောင်းများကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရ။စစ်တပ်၆ဦးတည်ဆုံးပြီးလက်နက်၁၆လက်တင်းဆက်ရရှိခဲ့တယ်လို့ဘကိုးခရိုင်တရဲမှတ်ဒုံတောင်ခွနေရတင်မတာဝန်ရှိသူတဦးကပြောပါလိမ့်။ပေးခဲ့တဲ့မေလ၁၈ရက်နေ့မနက်၂နာရီခန့်ချိန်မှာဘကိုးမြို့နယ်ဘောနက်ကြီးဆောင်းတူတိုက်ကြီးမိုင်60လမ်းမိုင်းတနေရာမှာရှိတဲ့ အကြမ်းဖက်စစ်ရင်အား55ဦးခန့်နဲ့တပ်ဆွဲထားတဲ့ဇီရောရွာစကောင်းစီရဲ့ဒေသခံကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စကောင်းစီတပ်သားများကိုလိုယုံထွက်ပြေးသွားတယ်လို့သိရပါတယ်။ချိန်၄နာရီလောက်ချိန်ယူချိန်ကပ်ပြီးဝင်တိုက်ခဲ့တာပါ။သူတို့လဲငိုင်မိသွားလို့ထွက်ပြေးတာတန်းနေတာပဲ။လက်နက်ကခင်းဆောင်တဲ့လူလောက်ပဲပေးထားပြီးကျန်တာတွေကတိုက်ထဲမှာဒိန်ထားတာဆိုတော့အာလုံးဒီပါလောက်တင်ဆက်ရရှိခဲ့ပါတယ်။တိုက်ပွဲအလုံးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိခဲ့ပါဘူးလို့ဘကိုခရိုင်တရင်အမှတ်3900တက်တခွဲမှတာဝန်ရှိသူတအူးကပြောပါတယ် အစောပါစက်တက်ကဲစကန်းတွဲမှ G4 မျိုးစားတနက်နှစ်လံ G3 မျိုးစားတနက်နှစ်လံ G2 မျိုးစားတနက်တလံ M1 ကပိုင်မျိုးစားတနက်၉လံ 7.62G 980တောင်း 7.62G ပေါင်20ခု M1 ကပိုင် G 950တောင်းကပိုင် G ပေါင်18ခု 5.56G 139တောင်းနဲ့ 5.56G ပေါင်တို့ကိုတင်ဆက်ရရှိခဲ့ပြီးအကြမ်းဖက်စကောင်းစီရဲ့ဂေကင်းစကန်းကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ဒါပြင်မေလ22ရက်နေ့မနက်9:15မိနစ်အချိန်မှာလည်း ရန်ကုန်မန္တလေးအမြန်လန့်မိုင်းတိုင်း32မိုင်9ဖားလုံးမှာရှိတဲ့အကြံဘက်စခေါင်းစီတပ်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီး2ဦးတက်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်မေလ24ရက်နေ့မနက်8:40မိနစ်ခန့်မှာလဲပဲခူးမျိုးနယ်ဘောနက်ကြီးဆောင်းတူတိုက်ကြီးမိုင်90လမ်းမိုင်းတနေရာကိုစစ်ကြောင်းထိုးလာတဲ့စခေါင်းစီတပ်ပွဲကိုကြားပြတိုက်ခတ်ခဲ့ရာပြူစောဒီအဖွဲ့ရဲ့ဒုတက်စိတ်မှုအပါအဝင်4ဦးသေဆုံးပြီး M1 ကားပိုင်မျိုးစားတနက်နှစ်လက်ဒင်းစိတ်ရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါတကိုင်းမှုတွေကိုဘကိုခိုင်တရဲမှတ်3900ကတက်ခွဲ3ရွှေချောင်းတက်ခွဲမှရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကားဝယ်ရေးတပွဲဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလက်ရှိမှာတက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကိုစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်ကျွန်တော်တို့မှာရဲဘော်ကြီးလိုအပ်ချက်တွေရှိနေပါတယ်ကျွန်တော်တို့ကွန်အားရှိတဲ့လောက်ရင်းစရာရှိရာတွေအကုန်ရင်းပြီးစူးစမ်းနေပါတယ်အခုချိန်မှာကျွန်တော်တို့ကိုမေရိုနေသားတွေအလုံးဝိုင်းဝန်းပံ့ပိုးကူညီဆက်ကြပါဘင်းကျွန်တော်တို့အိမ်ပြန်လမ်းနေတဲ့နေတဲ့နေလာပြီမို့လို့ ျွန်တော်တို့နဲ့အတူတူတမိုင်းမတိုင်တခုစိုက်ထုတ်ပေးစားဖို့တိုက်တွန်းကြမှာလေလို့ဘကူခိုင်တရင်မှတ်3900တက်တခွဲ3ရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူကပြောပါလိမ့်။ဒါပြင်လက်ရှိတိုက်ပွဲတွေဟာရန်ကုန်မြို့နယ်မိုင်90ပတ်လည်တွင် ရောက်ရှိလာပြီဖြစ်ပြော။ဒေါ်လိုင်းတက်များကနေရာဘောင်းဆုံးမှာဖြန့်ချက်ခါစကောင်းစီတပ်စခန်းများကိုဒိုးဆက်ဆင်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မကွေထောက်မှာနိုင်ငံရေးချင်းသား200ချုပ်ကိုတိုက်ပိတ်ထားပြီးဇေဝကူတာကွင်ပိတ်ပင်ထားခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ မကွေးကျင်းထောင်းမှာနိုင်ငံရေးကျင်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးဈေးဝကူတာခွင့်ပိတ်ပင်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM မှဗဟိုအူဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အေပိလ13ရက်နေ့မှာမကွေးချင်းထောင်းရှိမှလိုခဲ့ PDF ဖွဲ့များနဲ့အကြမ်းဖက်စခေါင်းစီလက်အောက်ခံတပ်များတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအကျဉ်းထောင်းတွင်မှလည်းအကျဉ်းဦးစီးဝန်ထမ်းများနဲ့ကျင်းသားများကြားတင်းမာမှုနဲ့ထိတွေ့မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မကွေးချင်းထောင်းတွင်မှရှိတဲ့နိုင်ငံရေးကျင်းသား200ချို့ကိုတိုက်ပိတ်ထားပြီး ဇေဝကူတာကွင်များကိုပိတ်ပင်ထားကြောင်းအကျဉ်းုံဇေဝနှမ်းများရဲ့ပြက်ကတ်မှုကြောင့်ထောင်လွင်းဓမယုံမှနေတဲ့နိုင်ငံရေးကျင်းသားဇော်ဆွေးအောင်ပါဝင်နိုင်ကျင်းနှုတ်အ ਨੇ ဆုံးတည်ဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ထားမှသိရပါတယ်။မကွေးချင်းထောင်နယ်မှာနိုင်ငံရေးကျင်းသားတွေကိုအပြင်က PDF တွေနဲ့ဆက်သွယ်မှုမှပါဝင်ကြတယ်။ဒီထောင်လွင်းဖြစ်စဉ်ပြင်ပမှာတိုက်ခိုက်တဲ့တိုက်ပွဲထောင်လွင်းမှာဖြစ်ခဲ့တဲ့ဒီကေယုံထိတိုက်တွေးဆမှုတွေမှာပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးကျင်းသား200ကျော်လောက်ကိုစစ်ဆေးပြီးတော့တိုက်ပိတ်ထားတာရှိပါတယ်။ စစ်ဆေးတဲ့အချိန်မှာလည်းပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ရိုင်းနဲ့စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။ထောင်လွှင့်ရဲ့ထိတွေ့မှုအတွင်းမှာလည်းအ ਨੇ ဆုံးနိုင်ငံရေးအကျဉ်းသားနှစ်ဦးတည်ဆုံခဲ့ရတယ်လို့ဖိကိုက်တန်းရရာသူတွေလည်းရှိခဲ့ပါတယ်။ဒီနယ်အိုးကိုပြစ်ခတ်ခဲ့တဲ့တာဝန်ရှိသူတွေကလည်းဘာမှရေးရခံရခြင်းမရှိပါဘူးလို့ BPNA မှဘူဦးဆောင်ကော်မတီဝင် ကိုတိုက်ထုံးကပြောပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့ကိစ္စမှာနိုင်ငံရေးအကျဉ်းသားများပါဝင်တယ်လို့ထောင်ဝနာပိုင်းတွေကစစွဲပြီးတဲ့နောက်နိုင်ငံရေးအကျဉ်းသား၄၀၀ကျော်ကိုမြေပြင်ပေါ်မှာဝန်ရမ်းမောက်ခိုင်းတာ ်ထောင်ရဲ့အာဏာပိုင်များကရိုင်းနှက်ခဲ့ကြောင်းအဲ့ဒီရိုင်းနှက်ခဲမှုတွေကြောင့်နိုင်ငံရေးချင်းသားများဟာရိုင်းနှက်ခံရတဲ့ဒဏ်ရာတွေနဲ့တနတ်တန်းရများရရှိခဲ့ကြတယ်လို့သိရပါတယ်။မကွေးချင်းထောင်မှာမတရားပုံမှားတွေနဲ့ဖန်ဆီးခံထားရတဲ့နိုင်ငံရေးချင်းသားအဝင်းဝင်းနဲ့ကိုဖြိုးတို့အပါအဝင်နိုင်ငံရေးချင်းသားများဟာစိုးစိုးဝါးဝါရိုင်းနှက်ခံခဲ့ရပြီးတော့အတက်အန်ရဲ့စိုးရင်ရတဲ့အခြေအနေမှရှိတယ်လို့ PPNN ထံမှသိရပါတယ်။ဒါ့အပြင်ချင်းထောင်အာဏာပိုင်များကရိုင်းနှက်မှုတွေပြုလုပ်ခဲ့တဲ့ပြင်၎င်းတို့ကိုဇေဝကူတာကွင်းကိုလည်းပိတ်ပင်ထားပြီးတော့ လက်ရှိမှာနိုင်ငံရေးကျင်းသား200ကျော်ခန့်ဟာထောင်ဝနာပိုင်းများရဲ့စစွဲမှုနဲ့တိုက်ပိတ်ခံထားရတာတလားကျော်ကြာမြင့်နေပြီဖြစ်ကြောင်းဒိုက်ပွဲဖြစ်စဉ်ဖြစ်ပွားတဲ့ချိန်ကစလို့လက်ရှိချိန်ထိမကွေးချင်းထောင်းမှာရှိတဲ့နိုင်ငံရေးကျင်းသားများဟာရေတံများမရရှိပဲတောက်ရည်များကိုဈေးကြီးပေးဝယ်နေရတာအခန်းတွဲမှာအင်္ဂါရည်များနဲ့သာရေချိုးနေရတယ်လို့လည်းသိရပါတယ်သူတို့ရဲ့ဂျူးလွမှုသူတို့ရဲ့ဖြစ်ခံမှုတွေနဲ့ပတ်သက်မှုတွေမှာဒါဝင်ခံမှုဒါဝင်ယုံမှုဒါတကူမှပြုလုပ်တာမျိုးမတွေ့ရပါဘူးပြောရမယ်ဆိုလို့ရှိရင် အာနာသိန်းတဲ့ကာလမှာလူတက်ခွင်းကိုပေါ်ပေါ်တင်တင်ကိုမှသူတို့အသုံးပြုနေပါတယ်။လူတက်ခွင်းကိုရရှိထားတဲ့လူတွေပမာနိုင်ငံရေးဂျင်းသားတွေကိုယူဝဲချက်ရှိရှိပြိနှိပ်တဲ့လူရဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေဂျင်းထောင်းထဲမှာရိုင်းနှက်ခံရတဲ့နိုင်ငံရေးဂျင်းသားတွေဟာရခိုးချင်းတီပါဆက်ဖျက်ခံထားရတာတွေဒဏ်ရာရရှိတာတွေဒီအရေးပေါ်မှာလည်းလုံလောက်တဲ့ဂျမားရေးဆောင်ဆောင်မှုတွေမရတာတိုက်ပိတ်ပြစ်ဒဏ်ကိုအကြောင်းပြချက်မဲ့မတရားသဖြင့်ပြစ်ပေးခံနေရတာတွေကိုတော့ဘီသူလူလူတွေအနေနဲ့များများသိရှိနားလည်ပြီးမှ အကျဉ်းနောက်နယ်မှာရှိနေတဲ့နိုင်ငံရေးကျင်းသားတွေရဲ့အရေးကိုပို့ပြီးတော့မှအာရုံစိုက်ဖို့ဂျိုးလွန်ကြတဲ့သူတွေကိုရေယူနိုင်ရေပူပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ဆက်ဆံတာတွေခင်မယ်မှုတွေရှိခဲ့ရင်လည်းလူမှုရေးဖြစ်တဲ့အရာဒီအကျဉ်းစီးဌာနမှာရှိတဲ့လူတွေကိုလူမှုရေးဖြစ်တဲ့အဖြစ်ဆက်ဆံမှုတွေကိုဖျက်တောက်ချဖို့ပြောကြပါမယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအကျဉ်းနောက်တွေရဲ့အရေးကိုပို့ပြီးတော့မှအာရုံစိုက်ဆောင်ကြည့်ပေးကြဖို့လူဝတ်တဲ့ကူညီဆောင်ရှားမှုတွေပေးကြဖို့တဘာတဲ့ပြောချင်ပါတယ်လို့ကိုတိုက်ထုံးကပြောပါတယ်။ထို့ကဲ့သို့နိုင်ငံရေးကျင်းသားများပေါ့ မကွေးချင်းထောင်အာနာပိုင်များရဲ့တရားမဲ့စွာပြုလုပ်နေမှုတွေဟာလူခွင့်ရေးကိုပေါ်ပေါ်တင်တင်ချိုးပေါင်းနေခြင်းဖြစ်ပြီးလူသားတဦးရဲ့အခြေခံရာပိုင်ခွင့်တွေကိုဂျူးလုံးနေတဲ့ထောင်အာနာပိုင်များအနေနဲ့မိမိတို့ပြုလုပ်ခဲ့သည့်များကိုအပြည့်အဝတာဝန်ယူရမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်အနေနဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခါဂျူးလုံးသူများကိုဖော်ထုတ်ရေးယူနိုင်ရေးဆောင်ရွက်တော့မှာဖြစ်တယ်လို့သတိပေးထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြမ်းမဲ့ဆေးရဟဲ့နဲ့ဆေးကိုပြစ်ချပြီးတဲ့နောက်ဗမောမျိုးတိမ့်တိုက်ပွဲကို KIA ကပြန်လဲစတင်နေတာ စကားက27ရက်နေ့မှာရှိတဲ့ဝင်လိုက်ဟိုတယ်စစ်စခန်းပါဝင်ကာကင်းများကို KIA ပူပေါင်းတပ်များကတင်ပိုက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဗမောမျိုးတင်တိုက်ပွဲကိုဒီကနေ့ပြန်လည်ထိုးဆက်ဆင်ပြီးအကြမ်းမတ်စစ်တပ်ရဲ့နောက်ဆုံးလက်ချံစခန်းဌာနချုပ်ဖြစ်တဲ့ဇာခခ27ရက်နေ့မှာရှိတဲ့ဝင်လိုက်ဟိုတယ်အပါဝင်ကာကင်းရဲ့များပြားကို KIA နဲ့ပူပေါင်းတပ်တွေကတင်ပိုက်လိုက်တယ်လို့ KIA တရင်ရင်းမြစ်တွေကပြောပါတယ်။ဒီကနေ့မေလ29ရက်နေ့မနက်၄နာရီကျော်ဝင်းကျင်ချိန်မှာစပြီး KIA ပူပေါင်းမှမေတော်လန်ရေးတပ်များမှ အမောမျိုးတင်းထိုက်ပွဲကိုပြန်လည်ထိုးဆစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဒီကနေ့မနက်ပိုင်းစခါခါ27ဌာနချုပ်ဦးနီးမှတိုက်ပွဲတွေအလုံးပြင်းထန်ပြီးအဲ့ဒီအနီးမှာရှိတဲ့စက်တရဲ့ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်စခန်းများကိုတင်ပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်မေလ20ရက်နေ့မှာရဲရဲမစီပြစ်ချခဲ့ပြီးတော့တိုက်ပွဲတွေကိုခဏရပ်နေကြတာအခုဒီမနက်မှာပြန်ဆပြီးစခါခါ27ဌာနမှာတိုက်ပွဲအပြင်းထန်ဆုံးပဲရန်သူရဲ့စနိုက်ပါတွေလက်နက်ကြီးတွေဒရုန်းတွေနဲ့ပေါ်စီကနေပြစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ကိုရပြီး ဒီမနေ့ရာသီဥတုကလည်းမိုးရွာခဲ့ပြီးမုံမုံမိုင်းမိုင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လို့ KIA သတင်းကြီးမြစ်ကပြောပါတယ်။စကောင်းစီတပ်များကအစိုးရဝင်လိုက်ဟိုတယ်ပေါ်ကနေစနိုက်ပါများလက်နက်ကြီးများဒရုန်းများနဲ့ဖိကတ်တာကြောင့် KIA တော်လှန်ရေးတပ်များရဲ့ထိုးစစ်ဟာရှင်းမတက်နိုင်ခဲ့ကြောင်းစကောင်းစီတပ်များကဗမောမျိုးအတွင်းမှာရှိတဲ့ထမ်းမြင်တိုက်တာတွေကိုအကာအကွယ်ယူပြီး KIA နဲ့ပူးပေါင်းတပ်ရဲ့ထိုးစစ်ကိုဟန်တားခဲ့ကြောင်းအကူအကမှာတော့စကားက21ရဲ့အမည်ဆုံးနေရာအထိ KIA တော်လှန်ရေးတပ်များကရောက်ရှိထိုးစစ်ဆင်နေပြီးဖြစ်ကြောင်းသိရပါတယ်။ ကချင်လို့လေတက်မတော် KIA ပူပေါင်းမှမယ်တက်တရာ2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကတည်းကဗမောမျိုးတိုင်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီးငါးလကျော်ကြာမြင့်လာတဲ့ဒီတိုက်ပွဲတွေနေစဉ်ရက်ဆက်ပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။စာခါခါ၂၁ရဲ့ကကင်းစခန်းတွေတောက်လျှောက်တိတ်နေတယ်။ဗမောကိုအောင်းနိုင်ဖို့ပြည်သူအားလုံးဝမ်းဝန်းဆုတောင်းပေးကြပါလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ဆိုပါဗမောမျိုးတိုင်းတိုက်ပွဲမှာ KIA ဦးဆောင်ပြီး KPDF, PDF, MOD, KNAB, ABSDF အေအေနဲ့ KIA ကိုရကားတက်တွေအပါဝင်ပူပေါင်းမမိတ်တွေပါဝင်တယ်လို့သိရပါတယ်။နောက်တစ်ခါမှပြတ်ဆက်ပေးချင်တာကတော့ရခိုင်လူမျိုးတွေတိုင်းပြည်ချစ်စိတ်ပြသရန်အကြမ်းဖက်စကောင်းစီဝင်ကြီးမောင်မောင်အောင်တိုက်တွန်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။စကောင်းစီခံပြည်တော်စိုးဝင်ကြီးဦးမောင်မောင်အောင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးစိုးသိန်းအဖွဲ့နဲ့ရန်ကုန်မှာရှိတဲ့ရခိုင်ရပ်ပတ်အတင်းဖွဲ့အစည်းများဟာမေလ24ရက်နေ့ကရန်ကုန်စကောင်းစီအဖွဲ့ရုံမင်္ဂလာခမ်းမှာတွေ့ဆုံခဲ့ကြပါတယ်။အဲဒီတွေ့ဆုံပွဲမှာမောင်မောင်အောင်က ရခိုင်တိုင်းရင်းသားများအနေနဲ့တိုင်းပြည်ချစ်စိတ်ပြသရန်လိုအပ်တယ်လို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။အခုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မှာမူတည်ပြီးတော့နိုင်ငံရဲ့အနာဂတ်ကိုရှေ့ရှု၍တည်ငြိမ်အေးချမ်းမှုမှဒီဖွံ့ဖြိုးတိုးတက်ရေးစီတို့ဝိုင်းဝန်းလက်တွဲလှုပ်ဆောင်မှုနဲ့တိုင်းပြည်ချစ်စိတ်ကိုပြသရမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပြင်ရန်ကုန်တို့ရောက်ရှိနေတဲ့နေရဲဆုံးခွာရခိုင်တိုင်းရင်းသားများတို့ကဇာတောက်ကိုနှလားစာကိုလည်းထောက်ပံ့ပေးသွားဦးမယ်လို့မောင်မောင်ဟုံးကဆိုပါတယ်။အဆိုပါနေရဲဆုံးခွာပြည်သူများပြန်လည်တည်ငြိမ်မှုရရှိရန်အတွက်လည်း နိုင်ငံတော်ကအင်တိုက်အားတိုက်ဂျိုးပန်းဆောင်ရွက်လျက်ရှိပြီးတော့ယာယီစစ်ပေးဆောင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိတယ်လို့ထပ်မံပြောဆိုပါတယ်။ဒါပြင်ဆိုပါဒုစုံပွဲတို့တက်ရောက်ခဲ့တဲ့ရဲဒေတာမျိုးနဲ့အတင်းမှဒုတိယကွက်ထမဝင်းသိန်းကလည်းအခုအကြောင်းမျိုးမျိုးကြောင့်ရောက်လာတဲ့ကျွန်တော်တို့ရခိုင်တိုင်းရင်းသားတွေကိုစမ်းစီစားပဲ့မိသားစုတစုကိုနှလားစားစီပေးဖို့ပြောလာတဲ့တော့ကျွန်တော်တို့စစ်ပေးဆောင်များကိုစားလေးစားကြောင်ဂုံယူကြောင်ပြောကြလိုပါတယ်။ဒီနှလားစားပြန်နောက်ထပ်လည်းအကူအညီတွေပေးဖို့ပြောကြလိုပါတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့မှာရခိုင်ပြည်စခွန်းနယ်မြို့နယ်လိုက်ဖွဲ့စည်းထားတဲ့အတင်းပွဲအစည်းအများအားလုံးစိုးပါတွဲဆုံပွဲကိုတက်ရောက်ခဲ့ကြပါတယ်။မိုကာမုံတိုင်းတန်ခန်းစားခဲ့ရတဲ့ရခိုင်ပြည်တို့အပြန်လဲထူထောင်ရေးဟာနိုင်ငံတော်ကမိုလားချင်းနေထက်တာလုံးနဲ့ချင်းနေတို့ရောက်ရှိရေးကိုဆောင်ရွက်ပေးခဲ့တယ်လို့မောင်မောင်အုံးကစိုးပါတွဲဆုံပွဲမှာပြောကြားခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ခိတာတက်စခန်းကိုမသိနိုင်ဘူးဆိုရင်နေမီပြန်ခြေချရန်ခက်ခဲ့ပြီးထိုင်းနိုင်ငံအပေါ်ပို့ပြီးတော့မိခိုရားနိုင်တာကြောင့်ရအောင်တိုက်ရန်ဆုံးဖြတ်ခဲ့တယ်လို့ ကရင်ညိုတမအလီပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ်နဲ့နေဆက်ပြီးဒေတာတွေမှာရေးပါတဲ့အကြံပေးစကောင်းစီရဲ့ဒေတာပြိုးဟာစကမ်းကိုမသိမ်းပိုင်နိုင်ဘူးဆိုရင်နေမြေတွင်းမှာပြန်လည်ခြေချရန်ပိုခက်ခဲနိုင်တယ်လို့ထိုင်းနိုင်ငံပေါ်မှာပို့ပြီးတော့မိခိုရနိုင်တာကြောင့်ရအောင်တင်ပိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ကရင်ဒေါ်သာစီယုံကရင်ညိုတမအလီမြေတဝဲခရိုင်တွင်းရမှုဘလို့စောရန်နာကပြောပါတယ်။ဒေတာလို့ခေါ်တဲ့မက်တမီတာတစ်စကန်တင်ပိုက်ရရှိမှုအကြောင်းနဲ့ဓမ္မအလီရဲ့စည်ရေးချင်းတွေများအကြောင်းကို ဘရိုဇောရဲ့နာကရှင်းလင်းပြောဆိုရမှာယခုအတိုင်းပြောကြားခြင်းဖြစ်ပါတယ်။မေတ္တမိတ္တစကံကိုပြန်လည်တိုက်ခိုက်တဲ့နေရာမှာဓမ္မဟာခရိုင်များရဲ့ဌာနဆိုင်ရာတွေအားလုံးကစစ်စစ်လုံးလုံးနဲ့လုံဆောင်ခဲ့ပြီးတော့အန်ယူဂျီမြို့သားညညရဲ့ဆိုရာကာဝဲဝင်ကြီးဌာနပြည်သူ့ကောက်ရဲ့တက်မတော် PDF တက်ရဲများပါဝင်တခြားမအမိတော်လိုင်းရေးတပ်ဖွဲ့များဒရုံဖွဲ့များနဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။အခုဒီစစ်စစ်ရေးကိုဓမ္မဟာလေးရဲ့ view အမှုဝမူကြီးစောလင်းသိန်းကဦးဆောင်ပြီးတော့သူရဲ့လာအုပ်မှာရှိတဲ့စစ်ပတ်ဆိုင်ရာခေါင်းဆောင်တွေများစွာနဲ့ပူးပေါင်းလုံဆောင်ကြပါတယ်။ ကျွန်တော်ရဲ့တွေးကြုံရဒီစစ်စင်ရေးမှာတာဝန်ထမ်းဆောင်နေကြတဲ့ကျွန်တော်တို့ကိရင်မျိုးသားလူမျိုးတွေတမတော်နဲ့တူဒီလူလူတွေမျိုးသမီးတွေအများစွာပူပေါင်းပါဝင်လာတာတွေ့ရပါတယ်။ဒိုက်ပွဲကတခြားဒိုက်ပွဲတွေလိုမဟုတ်ဘူး။ကိရင်မျိုးသားလူမျိုးတွေတမတော်ကတပွဲတဲ့ဒိုက်ရိုက်အုံဆောင်တာမျိုးမဟုတ်ပဲအားလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့နားလဲမှုကနေတဆင့်အခုတည်းသောခေါင်းဆောင်မှုအောက်ကနေတွားတာဖြစ်ပါတယ်လို့ဘဒူစောရဲ့နာကပြောပါတယ်။ဒါပြင်ဓမ္မအလေးဘူဝါမှုက၎င်းရဲ့အုံဆောင်မှုအောက်မှာရှိတဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်များကိုနေရာကဏ္ဍလိုက်လုံပိုင်ခွင့်ပေးထားတဲ့ကဲ့သို့ တဦးချင်းဖြစ်စေမျိုးသမီးဖြစ်စေ၎င်းတို့တနိုင်နယ်ဘက်ကဝိုင်းဝန်းပါဝင်လှုပ်ဆောင်မှုကိုအပြေထောက်ခံခဲ့တယ်လို့ခရိုင်တွေးရင်းမှုကရှင်းပြပါတယ်။အခုဒေတာစကန်သိမ့်တိုက်ပွဲမှာအများစုကတော့ကျွန်တော်တို့တိုက်လို့ရမှာမဟုတ်ဘူးလို့မြင်ကြတယ်။ဒီဟာစကန်ဖြစ်တဲ့တော့ရန်သူဘက်ကစစ်ကိုတွေအများကြီးတုံနေ။နောက်ပြီးကျွန်တော်တို့ဘက်ကတိုက်လို့မရရင်ခေါင်းဆောင်မှုပိုင်းမှာထိခိုက်မှုတွေရှိလာနိုင်တယ်။ဘလို့ပဲဖြစ်ဖြစ်အောက်မှာရှိတဲ့ရဲဘော်တွေကဆေးရထက်တန်ကြပါတယ်။ဒေတာစကန်ကိုမသိမ်းပိုင်နိုင်ခဲ့ရင်ကျွန်တော်တို့ရဲ့နေမျိုးကိုပြန်လည်ခြေချဖို့ကပိုခက်ခဲ့တော့မယ်။ ဒါပြင်ထိတာစကန်ကနေစမ်းတဲ့နေတဲ့တော့တပတ်ကထိုင်းနိုင်ငံကိုမိခိုးမှုပုံများလာမယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးတိုင်းပင်ဆုံးဖြတ်ပြီးစကန်သိမ့်ဖို့ရဲရဲဝံ့ဝံ့စစ်စစ်လုံးလုံးနဲ့လှုံ့ဆော်သွားတာကိုတွေးရမှာဖြစ်ပါတယ်လို့ဘရိုဆော့ဝဲနာကဆိုပါတယ်။အဆိုပါထိတာစကန်ကိုအေပီလာ၁၂နှစ်မှာစတင်ထိုက်ခိုက်ခဲ့ရာတိုက်ပွဲရှေးရမြောင်းနေ့အေပီလာ၁၉ရက်နေ့ညနေပိုင်းမှာတိမ့်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါထိတာစကန်သိမ့်တိုက်ပွဲတွင်အကြံပတ်စကောင်းစီတက်ကလေးချောင်းပြုတ်ခု၁၈ချိန်ပြုတ်လုပ်ခဲ့ပြီးတော့လေးချောင်းမှာစကုဝင်ရာဖြစ်တဲ့မှုတွေလုံဆောင်ခဲ့တယ်လို့ဆိုပါတယ် ဒါပေမဲ့ကျွန်တော်တို့ရေဘော်တွေပြင်တခြားပူပေါင်းပေါဝင်သူတွေအားလုံးကတော့ဒါတွေကိုတို့တို့အတွက်ဒါစီတစ်ခုလို့သဘောမထားဘူးတို့လုံးစရာရှိတာကိုပဲလုံးဆောင်ကြတယ်ဒါကြောင့်ချိန်တို့တွင်းမှာပဲကျွန်တော်တို့အောင်မြင်မှုကိုရရှိကြတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့မေတ္တဝဲခရိုင်ဓမ္မအားလေးကိုဇပတ်ဆိုင်ရာမှာအားနည်းတယ်လို့မြင်ကြပြင်မယ်လေကျွန်တော်တို့ဓမ္မအားလေးရဲ့ခေါင်းဆောင်နဲ့စစ်တီတွေအားလုံးကရေချင်းပြေဝါရှိကြတယ်လို့ဘုရိုလ်စောရနာကပြောပါတယ်ခရိုင်ညူဓမ္မအားလေးပူပေါင်းတပွဲဟာဒိဋ္ဌစကန်းကိုတင်ပိုက်ပြီးတဲ့နောက် နယ်စပ်ကုန်းသွယ်ရေးစခန်းဒေတာတက်စခန်းကိုမေလ9ရက်နေ့မှာတင်ပိုင်နိုင်ခဲ့ပါတယ်။စစ်တပ်တစ်ခုနဲ့တစ်ခုကအိုးစီးဦးဆောင်မှုနဲ့လုံဆောင်မှုတွေမတူညီကြဘူး။ကျွန်တော်တို့အဓိကထပ်မံဖြည့်ဆွဲလုံဆောင်ရမှာကခေါင်းဆောင်မှုအပိုင်းနဲ့တပန်းဆိုင်ရာစီလုံးညီညွတ်မှုပဲဖြစ်တယ်။ကျွန်တော်တို့ရှေ့ဆက်သွားနိုင်ဖို့အတွက်လည်းစည်ရေးနဲ့နိုင်ငံရေးနှစ်ခုလုံးမှာစီစဉ်အတိအကျရှိတယ်။ကျွန်တော်တို့ချမှတ်ထားတဲ့စီစဉ်တိုင်းသွားမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေအားလုံးကအားလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့ ခေါင်းဆောင်တွေရဲ့သဘောတူညီမှုပါဝင်တဲ့အတွက်ဂိုင်းငင်မှုရှိဆုံးဖြစ်တယ်လို့ဘလိုဆော့ဝဲနာကပြောပါတယ်။ဒါပြင်စရေရီမှန်ချက်များအများဆုံးပြောဝနိုင်ရာငွေကြေးပါဝင်တခြားထောက်ပံ့မှုများဖြည့်စွက်ထောက်ပံ့ရမှာဖြစ်ပြီးရောအင်အားနဲ့ပူးပေါင်းပါဝင်ခြင်းများအမှန်တကယ်လိုအပ်တယ်လို့လည်းဘလိုဆော့ဝဲနာကပြောပါတယ်။အခုမြိတ်တဝဲခရိုင်ဟာဆိုရင်ထိုင်းနဲ့စနဲ့အများဆုံးအရှိဆုံးထိစပ်နေတဲ့နေရာဖြစ်ပြီးရောအခြေတော်မှာရှာနိုင်ငံတွေအပြင်အခြေလက်ပိုင်းရဲ့စီးပွားရေးလမ်းမပေါ်မှာရှိတာလည်းဖြစ်တယ်။ဒါကြောင့်ကော်တူးလေးနေမြေတီထောင်ရမှာ ဒီနေ့မြေဟာကော်တူးလေအုပ်ချုပ်မှုနည်းမြေအတွင်းထဲမှာရှိရင်ဇီဝရေးဆိုင်ရာဂျိုးမြတ်တင်တဲ့ကျွန်တော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုံ့ဆော်ရမှာကြီးမားတဲ့အာသာချက်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်လို့လည်းဘရိုဇောရဲ့နားကဓမ္မအလီမိမိရဲ့ရေးပါမှုကိုရှင်းပြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြုရင်းပြပါသတင်းတော်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။